အလုံးမဲမင်္ဂလာပါဗျာကောင်းစက်သတင်းဌာနမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ပိုင်းလေတော့တစ်တော့ကဒေါ်လာရေးထောက်ဖို့လုပ်သူများနေပြဿနာဖြစ်နေတဲ့ဒေါခင်မူရဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာတော့ခင်မူကအဲ့ဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ျမကို TikTok သွားတော့ကအကိုတယောက်ကပြောမှုတယ်ဒီစကားကိုခဏခဏပြောတာလည်းမကောင်းမကင်မို့ TikTok ဘာလာလောက်တာလဲခမရတယ်အညာတန်အညာလေတန်နဲ့အကိုတယောက်ကခမရ TikTok ဘာလာလောက်တာလဲမကင်မို့ဒီကလူတွေညမ်းမမိဘူးတဲ့ခမရပြောလို့မနားမလဲပါမဟုတ်ဘူးတဲ့ဒီမှာကတဲ့ဒီမှာကတဲ့လူတွေကဟိုးဆုံးမဲဆိုတကယ် TikTok ကိုရောက်သွားတဲ့အခါမှာပထမတလာတော့ပျော်ပျော်ရွှင်ရွှင်ပဲကိုလှူနေတော့ဟာဟီဟီပဲကိုတကူးလဲစဖမ်းလိုက်တော့ဘလို့ဖြစ်တယ်ဆိုတော့အဲ့မှာဇမ်ဘီတွေလို့ဖြစ်တာပြလား ဇမ်ဘီတွေကြာနာပဲကြောက်စရာလူသားတွေတလား while အရန်ဖြစ်တာပဲတချို့လေတချို့ကလေအအများကြီးတော့ယူလာတော့မဟုတ်နည်းနည်းပါးပါးပေါ့နော်သူကဗမာငွေကအဘတ်တရားဆိုဗမာငွေကတသိန်းကျော်တယ်လေအဲ့တသိန်းကျော်ဆိုရင်သူတို့ကအဲ့အစွန်းတွက်ကလေးတွေယူတဲ့လူလောက်ရှိတယ်တချို့ကြတော့20ရာခိုင်နှုန်းလောက်ယူတဲ့လူရှိတယ်ဒါပေမဲ့ကြောက်စရာကြီးတွေအမှန်ကိုလည်းအမှန်လို့ရက်တီလို့မရဘူးသူတို့ကျမရဲ့ပြပလောကအပြင်ပလောကသတင်းတွေလည်းသူတို့မသိဘူး အရင်ဝိုင်းဖြစ်တာပဲအဲ့မှာလေဇမ်ဘီတွေကြာနေတာပဲတယောက်ကိုတယောက်အသားရရအမိရရခေါင်းရရအကုန်စုံမယ်ဆိုရဲပုံကြီးပဲကျမရိမ့်မိတာနှစ်ဖွဲ့ဒါပေမဲ့တခြားဘက်ကအော်နေတာနောက်တစ်ဖွဲ့ရှိသေးတယ်အဲကမ်ပိန်းလုပ်တဲ့လူကြီးပဲ၅ဖွဲ့အဖွဲ့50လောက်ရှိတယ်ဒါပေမဲ့သူတို့ကမ်ပိန်းသမားတွေဆိုပေမဲ့အကုန်လုံးကဒီလိုစိတ်ချရတဲ့လူတွေမဟုတ်ဘူးသိလားတချို့ကြလဲအဲ့လိုဝိုင်းဖြစ်နေတာကြာကျမတို့ဘာလာပြောရသေးလားအမိုက်ခင်မိုးဦးတဲ့လူငယ်တွေအားပြေတကားပြောလို့တဲ့ ဟိုဟာဖြစ်ပါတယ်ကျွန်တော်တို့အိုက်ဒိုးပါအိုက်ဒိုးတော့ပြောလိုက်တာပဲပြီးတော့ပြောဆော့ချရတာဒါဘာပြောသေးလဲဒါပေမဲ့အမကြီးကလူပေါင်းမားတယ်ငါပဲသဘင်ကဖြူးနေပြီဘယ်လိုလုပ်လူပေါင်းအောင်မှားပါလဲကျမကတော့ဒါရှင်းရှင်းပြောရင်ဂျိုကာတွေအကုန်သုံးတာပဲဂျိုကာတွေအကုန်ခင်တာပဲအာတုံးချရတယ်မဟုတ်ဘူးเนาะအကုန်လုံးခင်တာပဲဂျိုဒီ TikTok လေးကိုအစိမ့်တသက်ဝင်သွားမယ်သူတော့ကိုယ့်ကိုလည်းသိရမယ် TikTok လည်းပြန်ကျင်နေရမယ်ဆိုတော့ကိုပေါင်းတဲ့လူတွေကတော့ TikTok ထဲမှာတဘာဖြစ်နေပြီဒါပေမဲ့ကျမက3လလောက်ပဲရှိသေးတယ်ဒါပေမဲ့သူတို့ကကျမကိုယုံတယ်ကျမကသူတို့ရေးလောက်တိုင်းနဲ့ သူတို့ဒီတော်လိုင်းကိုသူတို့ငွေနဲ့လုံနေတဲ့လူတွေမှန်းသိရောကျွန်မကသွားပေါင်းတာသူတို့ကြောက်စရာကောင်းတာဝါးပြီးတော့ကြောက်စရာကောင်းတယ်ဆိုတာလေပြည်သူတွေအတွက်ပြောတာပါနော်မခင်မိုးအတွက်တော့ဒါကြောက်စရာတော့မရှိပါဘူးဒါရှင်းရှင်းပြောရရင်ကိုကပြန်ခွာဆုပ်ရေလံခံရမယ်လို့ဆိုတော့ဒါတွေကိုတိထားပြီးသားဖြစ်တဲ့အတွက်ကျွန်မတော်တော့တိတ်အေးမကြည့်ဘူးဒါမဲ့ရုပ်ရှင်ကြည့်ဘူးတော့မှဇမ်ဘီကားလေအဲ့လိုပဲအဲ့ TikTok ကပါအလုံးလည်းမရှိကြအလုံးမရှိတဲ့ပြင်ပညာလည်းမတက်ကြသူတို့ကသူတို့ကျွန်မကို defense လုပ်နေပေမဲ့အမှန်တကယ်ကသူတို့ကကျွန်မပုံမှန်လေးရကိုပြောတဲ့အခါမှာသူတို့စိတ်ဆိုးမှန်ဆိုးနဲ့ ကျွန်မပြန် against ဆိုတယ်ဒါမဲ့တကယ်သူတို့မသိတာသူတို့ဒါအမှန်လူဆိုရင်သူတို့ဒါအမှန်လူဆိုကျွန်မကအတရေဖြတ်မှုနဲ့သူတို့တရားပြန်ဆွဲလို့ရတယ်လို့ဒါပေမဲ့သူတို့ကိုနိုင်ကိုကမှားနေတဲ့အတွက်လူလူကျွန်မကျွန်မတွေ့တာနှစ်ယောက်တယ်ဒါပေမဲ့သူသူတို့ဘေးနားမှာသူတို့စော်ကားခံရမှာဆိုလို့သူတို့အုံနဲ့ချင်းနဲ့ရှိတာကိုသူတို့ကြားပြန်နေဆိုတော့အဲ့ဒီလူတွေရဲ့အပြောအဆိုခံရမှာဆိုလို့ဘေးနားကနေပြီးတော့အာဒီရောင်တဲ့လူကတတ်တတ်ရှိသေးတယ်သူတို့အာဒီရောင်နေဆိုကြသူတို့လည်းတစ်ထက်စားလဲကြက်သွန်နှစ်ထက်စားလဲကြက်သွန်တချို့ကလေတချို့ကစိတ်မကောင်းစရာကောင်းတာလေ ရံဖြစ်ချင်အောင်ဆောင်တယ်တိလာဒီစစ်တပ်ကလူနဲ့သူတို့နဲ့ရံဖြစ်ချင်အောင်ဆောင်တယ်ဒါမင်းအောင်လည်းအကြိုက်တယ်တိလာရံဖြစ်ချင်အောင်ဆောင်ပြီးတော့လေအာမင်းတို့ကတဲ့အာမင်းအောင်လည်းမုန်းတာမုန်းတာလေမင်းတို့ကပတ်စံကြတော့မထည့်ဘူးဆိုအဲချို့လူတွေကသူတို့ရဲ့ truck တဲ့ဝင်သွားပြီးတော့ဝိုင်းလှကြတာပေါ့နော်အဲကပ်ပြားတွေချပြီးဝိုင်းလှကြအဲ့လူတွေကပို့လားဆိုတော့ပို့တော့လေတချို့ပို့ပါတချို့ကပွဲလှုပ်တာအဲ့ပွဲလှုပ်လိုက်ပြီဆိုလေအဲ့ TikTok ထဲမှာကြည့်ရလူက400လောက်ဖြစ်သွားဒီနေ့အဲ့လောက်လူများပြီးတော့ပွဲစီတာဆိုလို့ဟိုမိုက်ခဲနဲ့ကိုစီနဲ့တွေ့ဆုံမင်းမြန်ကအဲ့မှာ ဘုံမိုက်ခဲအတွက်ကိုစီကကျွန်တော်ရဲ့နောက်မှာတဲ့ထိုင်းဘန်ကတ်ချပေးတာပါတယ်တဲ့အဲ့မှာတခါတည်းလှူသွားပါဆိုလှူတာကအဲဘတ်နှစ်သိန်းတောင်ရသွားတညတည်းနှစ်နာရီပဲကြာတနာရီကိုတသိန်းရတဲ့သဘောပေါ့နော်ကိုစီနဲ့ပရိသတ်ကြီးနဲ့ကြည်နာပျော်နေတဲ့သူတို့ကြည်ရတော်တော်ပျော်နေတာကိုစီနဲ့ဘုံမိုက်ခဲနဲ့တွေ့ဆုံကပေါ့နော်အဲ့တော့ကျွန်မအဲ့မှာတော်တော်စိတ်ပြတ်သွားတာဝိုင်းဖြစ်လိုက်တာတော်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 အဆင်မပြေဘူးပေါ့နော်လူတွေဟာအဲ့လောက်ထိပျက်စီးသွားပြီလားလူသိိတ်ခါတွေအကျင့်သိိတ်ခါတွေပျက်စီးသွားအချို့ဆိုလဲလေ သူတို့မိန်းကမလေးတွေချောချောလေးတွေသိရမလားအဲပြောနေတာအဲ့မိန်းမချောချောလေးကိစ္စတော့မဟုတ်ဘူးနော်မိန်းမပြောပြောပြောတက်ဆိုတက်တယ်ဆိုတော့ဒီမိန်းကလေးကိုအရှိကိုချပြီးတော့ဟိုတော်လိုင်းရေးကမ်ပိန်းကဘယ်နှမှာလဲဟိုဟိုတက်သားတွေကဘယ်နှရှိမှလဲမသိဘူးဘကိုးတက်တော်ဆိုတော့လည်းတစ်ခါမှလည်းကျမမကြားဘူးဘကိုးအာရခန့်တက်တော်ပဲကြားဘူးတဲ့ဘကိုးတက်တော်တဲ့အဲ့ဘကိုးတက်တော်ဆိုတော့လည်းကျမတစ်ခါမှမကြားဘူးအဲ့ဒီမှာသူတို့တွေအဆန်ကြီးကောက်နေကြတယ်ဒါခေါင်မလုံလို့ဟုတ်သူတို့ကလည်းကျွန်မတို့ပြောသေးတယ်။နင်းကစစ်စေးလာအောင်နင်းကဘသူကခံတာနင်းတို့ကမ်ပိန်းတွေရောဘသူကခံတာလားလဲလို့ ကိုပါကိုဗောလန်တီယာစိတ်နဲ့နုတ်ကမ်ပိန်းလုပ်ကြတာမဟုတ်ဘူးလားလို့ဒါပေမဲ့နင်တို့အဲ့လိုဂျားတွေကနေစစ်တပ်ကသူတို့လောက်ကောင်တွေကိုအစွဲကြီးကထည့်လာတာခိုးကျင်သလောက်ခိုးဆိုပြီးတော့နိုင်ငံသားကိုပို့လာတာအဲ့လူတွေကိုမတင်ကားလို့စစ်လိုက်တော့အဲ့ဒီအကျင့်ကြံနေတဲ့အတူဘာသွားတွေ့လဲဆိုတော့သူတို့က passport နဲ့ in hand နဲ့ passport in hand နဲ့သွားနေတာအဲ့မိတွေကူးနေတာအဲ့အမျိုးသမီးဆိုရိုင်းရလဲရိုင်းဆိုးရလဲဆိုတော့သူကပြီးတော့တလတခါဆိုလားမသိသူယောက်ျားရှိတဲ့ထိုင်းကိုပြန်နေတဲ့မိန်းမကစင်ကာပူမှာယောက်ျားကထိုင်းမှာဒီထိုင်းနဲ့စင်ကာပူနဲ့လေရင်ကကအဲ စင်ကာပူ450ကြားတယ်စင်ကာပူ450ကြားတဲ့ခါကျတော့ဒီ450သူတို့နှစ်ယောက်လုံးအလုံးမလုပ်တော့ဘုရားကြီးကအဲအုံးကကမ္ဘောဇာဟဲအဲ့လိုမျိုးပြီးတော့လေကျမကတော့ကျမကိုဆဲနေတော့ကျမကအေးငါအောက်မှာရောက်နေပြီလို့လည်းပြောလိုက်ကိုရှင်းတာလင်းတာနောက်မှသာဖေမိုးအောက်မှာရောက်ဝမ်မဲမဘလာဘလာဘလာဆိုအကုန်ဆဲပြီလားကျမစရင်ရှင်းခိုင်းနေဆိုကျမကိုပြခိုင်းတာမဟုတ်ပါဘူးစရင်ရှင်းခိုင်းနေဆိုတော့သူ့ကိုကြည့်နေတဲ့ပရိသတ်တွေသူ့ရဲ့ကြည်သူတွေအနောက်ကမြေပြင်မှာလူငယ်တွေပါမြင်ရအောင်သူတို့တကယ်လို့အမှန်ကန်လူဆိုရင်ကျမက နင်တို့စရင်ချပြလေနင်တို့လက်ခံရရှိတဲ့ငွေလာနင်တို့ကအကျယ်ကြီး on နေတာလက်ခံရရှိတဲ့ငွေတွေဘယ်သွားလဲဘယ်နှမသုံးလဲဒါမျိုးပြပါဆို။ तू ကကျွန်မကိုစရင်တော့မပြဘူး။ကျွန်မကိုပြကြရမှာမလို့ပေါ့နော်။ပြည်သူတွေကဒါ TikTok မှာပြလိုက်ပြီးတာပဲ။ဆယ်မျက်နှာလောက်တင်လို့ရ။35မျက်နှာလောက်တင်လို့ရ။ဒါပေမဲ့သူတို့ဘယ်စရင်မှလည်းချမပြတဲ့ပြင်ကျွန်မကိုလေတွေ့တာနဲ့ဝမဲ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 ဆိုတော့ဟာတကယ်ကြောက်စရာကြီးတကယ်ကိုလေ။ဟိုငစိမ့်တန်းမှာဝိုင်းဆဲသလိုပဲတော်တော်ချင်းချင်းတန်းတန်းနေသေးလား။အဲကျွန်မလေငါ live မှာဒါမျိုးတစ်ခါမှလည်းမမြင်။ဘာလို့ဘာလာလောက်တာလဲလို့တော့မေးတာပေါ့နော်။ဒါပေမဲ့ ်ဘာလာလုတာလဲတော့မဟုတ်ဘူးเนาะကျမလည်းအလူသွားလုတာပါပဲဒါပေမဲ့သူတို့တော်တော်ဝိုင်းဖြစ်နေတာဇမ်ဘီလေလိုမျိုးပဲပြီးတော့သူတို့ဒီကမ်ပိန်းကမ်ပိန်းလုပ်ပြီးတော့မြန်မာပြည်မှာတိုက်ဆောက်တယ်ကားလည်းရှိတယ်ဒီမင်းအွန်လိုင်းလက်ထက်မှာအိမ်ဆောက်တယ်ဆိုရင် at least ကတော့သူတို့ရွာဆိုရင်အုပ်ကြီးတော့တည်မှာပဲမျိုးဆိုရင်တော့သူတို့စီပင်မှာပါမစ်တင်ရမှာပဲဒီမင်းအွန်လိုင်းလက်ထက်မှာကမ်ပိန်းတာဝန်ခံတွေဖြစ်ပြီးတော့အိမ်တွေပါပြီးစောက်နိုင်တယ်ဆိုတော့အခြေအနေကိုစဉ်းစားကြည့်သူတို့ဘယ်လိုလူတွေလည်းဖြစ်မလဲစစ်ကောင်စီဘက်ကလူတွေပဲဖြစ်မှာပဲနောက်တစ်ခုကဒီ passport extension ကိစ္စကျွန်မမိဘများဆိုရင် extension လုပ်ဖို့ အဲ let's let's year လောက်က extension လောက်ရတော့မှာပမာစာအုပ်ပေါ့နော် green gasness ဆိုတော့အဲ့ဒါကိုကျမတို့ကမလောက်တော့ဘူးစာအုပ်တက်တန်းသွားတွင်းဒီ Washington DC ကိုသွားမှာဆိုတော့မလောက်တော့ဘူးဆိုတော့အဖေကို citizen ဖြစ်ခိုင်းတယ်အမေရဲ့ဟိုအမေကို travel document ရှောက်ပေးလိုက်တာပေါ့နော်အမေကစာစာဖြတ်စာဖတ်မနိုင်ဆိုတော့ပြောနေတာဗာလဲဆိုကျမတို့မိသားစုလိုအခြေအနေနဲ့တောင်မှ passport extension ကမလောက်ဘူးဆိုရင်သူတို့ကဒီ campaign တာဝန်ခံဆိုတာက irene လိုပဲ ဟို list ကထွက်ပြီးသား905 list ထွက်ပြီးသားတမီးသိုးတော်မှာစစ်တပ်ကမိသားစုဖြစ်ရတာနဲ့စစ်စစ်စစ်ထွက်စစ်ဖို့ယူလာတာတော်မှာတမီးသိုးတော်မှာအဖမ်းခံရတဲ့ပမာပြည်ကကမ်ပိန်းတာဝန်ခံဆိုတာ905နဲ့ညှိနေပြီးသားဒီ905နဲ့ညှိနေတဲ့လူတွေက passport အင်အားနဲ့တွားနေတာဟိုဘက်တိုင်းကဟိုကောင်မလေးတယောက်ဆိုအိုမန်လားသူပြောတယ် RS ဆော်ရောနိုင်ငံမှာမိဘူးတိုက်နေတာကျမတွေ့တယ်ကောင်မလေးကမိဘူးပဲတိုက်ဒီအင်ရှင်တော်တော်ခိုင်းတာပဲကောင်မလေးတနေကုန်မိဘူးတိုက်နေတာပဲကောနော် အဲ့ဒီမိမှုတိုက်နေရင်လည်း तू ကဘာလို့ပြောတာလဲဆိုတော့ तू ကတခြားနိုင်ငံတစ်ခုသွားဖို့ဘယ်လောက်ကြာမလဲဆိုမေးတော့ဒီမှာတော့အဲ့ဒီက तू မိမှုတိုက်တော့အိမ်ပေါ်လောက်ရတနာပြီးတော့ဒီပီတင်မာလားဆိုပြောတယ်ဒီပီကလည်းတမိကဘာလဲပြင်ဆယ်နဲ့မအောင်ဆိုလားမသိအဲ့ဒါနဲ့အဲ့ဒါဆိုရင်တော့အမေရိကန်တော့လာလို့မရဘူးတမိရေလို့အန်ဒီကဒီပီလည်းလာတော့ဒီပီပဲတည်တယ်လို့ဒီဒီဒေါ်နယ်ထရန့်အချိန်ကတော့မလွယ်ဘူးပေါ့နော်၄နေ၅နေလောက်စောင့်ပြီးတော့မှရောက်လို့ရောက်မယ်ဆိုကိုကသူ့ကိုရှင်းပြရှင်းပြနေရင်လည်းဒီတစ်ပတ်ကိုကတခြားဖွဲ့တွေစီရောက်ပြီးသွားလိုက်နားထောင်တာပေါ့ဆက်စုစိန်ဆိုတော့ဒီ ကျမတို့ဒီအချိန်ထိသူတို့တ냐လုံးစကားတွေထိုင်ပြောနေဒီ campaign ဆိုတဲ့လူတွေကကျမတို့မှာအိတ်ချိန်ရှိတယ်မနေ့ကျရင်အလုပ်သွားရမယ့်အချိန်ရှိတယ်သူတို့ကမအိတ်ဘူးအဲ့ TikTok ကြီးကိုဒီတိုင်းဖွင့်တာတ냐လုံးတစ်နေ့လုံး live လွှင့်ပြီးတော့လာပြောသမျှလူတွေစကားကိုလက်ခံပြီးတော့နားထောင်တယ်အမှန်တော့ဒါတော်လိုင်းသတင်းတွေသူတို့နိုင်နေပုံရပါတယ်ဒီစစ်ကောင်စီဘက်ကလူတွေကလေပြီးလည်းပြီးတော့သူနောက်တစ်ပတ်လဲကြာတီတီရဲတမီးတဲ့တိမ့်ပြာပြောက်သွားတယ်ဟိုဘက်ကကျမရှိမှသူတို့နိုင်ငံတတရနိုင်ငံသွားဖို့ပြောတယ်ကျမကပန်ဆယ်လို့ပန်ဆယ်လို့အကွက်တွေကိုကြည့်တိနေတယ်လူသူတို့ကစားတာဆိုတော့ try ပလေးလောက်ပဲရှိဒါမဲ့ ဝိုင်းဖြစ်တာကြတော့ဟိုဟိုကောင်မလိုမဟုတ်တော့ဟိုကောင်မကမြင့်သွားတော့ဆရာမကြီးဆိုတော့တစ်ချိန်မှရိုက်ချင်ပါသူတို့ကြတော့ဝိုင်းကြိုက်တာဒီလိုမျိုးအဲ့မဲ့ဒီတစ်ပတ်ပါတတိယတိုင်းပြီးသွားဖို့မလေးရှားသူကပြောတာလေအကုန်ကြားရတာသူက public ဖွင့်ပြီးပြောနေတာဆိုတော့သူတို့ကကျွန်တော်တို့ messenger လိုမျိုး facebook messenger လိုမဟုတ်ဘူး TikTok ကြတော့ကိုကွက်ရှိတယ်အဲ့ကိုကွက်မှာသူကသူအစုံစီပဲပြောနေအင်းနဲ့ပြလိုက်ပြောကျွန်မပြောတာတွေကို evidence ပြဒီ TikTok live ကပြန်ပြီးကျွန်တော်တို့ပြန်ကြည့်လို့မရဘူး Facebook ဆိုရင်တလခံတယ် YouTube ကြတော့တသက်လုံးအဲ့မှာ YouTube ကမဖြတ်မရှင်းခံမှာပေါ့နော်အဲ့ဒီ သူ့ဥစ္စာဒီ TikTok ကဒီ live ပဲကျမတို့ပြန်ပြီးတော့ပြန်ကြည့်ကြလို့မရအဲ့ချိန်တော့ तू ပြောထားတဲ့စကားက तू ကလူလေလှုပ်ပြ evidence ပြတော့မှလည်းဝမဲတယ်ငါတို့ဘာလှုပ်ထားလဲပေါ့နော်တပတ်က तू တက်ပြနိုင်ငံသွားဖို့ဆွေးနေတယ်ဒုတိယတပတ်က तू ကတိတ်တရာပြောက်သွားကျမဆိုတာဒေါ်လာတရာပြောက်ရင်တော့ casino ထဲမိမတိတ်တရာကိုလွယ်လွယ်ကူကူပြောတတီရဲအဲ့ကောင်မလေးကတမီးကိုတမီးတို့တက်ရင်နာမည်သုံးပြီးတော့ကပြားချပေးလိုက်တာအဲ့ဒါတိတ်တရာပြောက်သွားတယ်မင်းလွယ်လွယ်ကူကူပဲ तू တိတ်တရာပြောက်တယ်ဆိုတော့လွယ်လွယ်ကူကူပြောနေရတယ်အဲ့မှာဒီမှာကြည့်နေပြီးတော့ဒီဘွားတော့မဟုတ်တော့အဲ့နဲ့ဒီမှာနေပြီးတော့ ငါလို့တခိုးဖမ်းတော့မှာနော်လို့နင်တို့2025မှာလုံလက်စရှိတာလေးတွေရက်တန်လိုက်တော့2026ကျရင်နာမည်ကောင်းလေးနဲ့ဆက်သွားကြရှိတာစူလာဥလာဖူလာတာလေးနဲ့ပဲနေပေါ့နော်20ရာခိုင်နှုန်းလောက်ယူရင်တော့ငါတို့ဘာမှမပြောဘူးမတိကြအောင်ဆောင်နေမယ်ဆိုကျွန်မအဲ့လိုပြော तू ကဘာဆိုင်လို့လဲနင်တို့ကဘာဆိုင်လို့လဲနင်တို့လည်းပလန်ရေးကမ်ပိန်းလုပ်ပါလို့ဘယ်အစိုးရကနင်တို့ခန့်ထားလို့လဲကိုပါကို NGO ကွက်နဲ့လုပ်တာကျွန်မကလည်းအေးငါစရင်စစ်တယ်ဆိုတာလေငါ့ကိုနင်တို့စာရေးကြီးရပြခိုင်းမှာမဟုတ်ဘူးနင်တို့ရဲ့အလူရှင်တွေရောသူတို့ကမပြောရဲဘူးလေထိုင်းတို့မလေးရှားတို့မှာဆိုရဲတိုးလိုက်သူတို့ဖမ်းကြမှာဆိုတော့ပြည်သူတွေကလည်းမပြောရဲဘူး ဘာတွေကိုချုပ်ထားတာသူတို့ကစောက်ရမ်းလဲတာတော့ဒီကြားပြန်နေရပြီးတော့၄၅၆ရောက်ပြီးကျမကိုလည်းနာမည်ဘုံနေနဲ့လဲဆဲသေးတာအများကြီးပဲအမောအများကြီးပဲတကယ်ဇမ်ဘီတွေလေဟိုသွေးဆုပ်ပုတ်ကောင်တွေလိုက်ဆွဲသလိုပဲတိလာဟို train to busan ဆိုကျမကရှေ့ကပြေနောက်ကလိုက်သလိုမျိုးပဲအဲ့ဒီလိုမျိုးပဲတော့ကြောက်စရာကြီးတော့ကြောက်တော့မကြောက်ပါဘူးဒါ adventure ပေါ့နော်ကျမ puzzle ဆက်လာတယ်အဲ့ကျမဘယ်သူကခိုးလဲဆိုပြီးတော့ပြီးတော့အဲ့လိုပြောနေတော့မှရှိသေးတယ် ူယောက်ျားနဲ့သူနဲ့သူ့ယောက်ျားအထိုင်းမှာတနေကုန်လုံးမလုံးကပြားထိုင်ရှာပြီသူကလည်းတနေကုန်မိဘူးတိုက်နေမိဘူးတိုက်ပြီးတော့နားတဲ့အချိန်လေးရှိတယ်အဲ့နားတဲ့အချိန်လေးသူကမနာဘူး TikTok ကပြီးလည်းပြီးတော့သူက I'm coming for you ရဲ့သူ့ယောက်ျားစီသူကမဲ password လေးကင်ပြီးတော့သွားရောသူတို့ကဟိုမလေးရှားမှာသူတို့ကဟိုဒုက္ခတွေသွားခံယူတယ်ယောက်ျားအထိုင်းမှာမိမအိုမန်ဆိုလားဒူဘိုင်းဆိုဆမ်မွဲပေါ့နော်အဲ့ဆော့အဲ့ဒီသူပြောတဲ့ Arabian country တခုပေါ့ကျမလည်းဘယ်တိုင်းနေလဲမမေ့ပါဘူးဒါဒါဒါမေးရမယ့်ကိစ္စဒါမဲ့ငါလာပြီးဆိုသူကစောက်အနေနဲ့ဆိုကျမအဲ့မှာ rocky motion ရဖြတ်လျှောက်တော့နာတာပေါ့ နစ်စာအုပ်အနေနဲ့ဘလို့ extension လုပ်လဲနင်ဆိုတဲ့လူက905ညိနေတာငါရဲ့ရှမ်းမှာစင်ကာပူကရှမ်းမှာဒီ passport extension လုပ်လို့မရလို့ပြဿနာတွေရှုပ်ပြီးတော့ဒီမှာဒလန်တွေရောဒလတ်တွေရောဖြစ်ကုန်တာငါအရင်ရဲ့ကိစ္စကိုကောင်းကောင်းသိတယ်ဆိုတော့မဟမ်တမောက်ဘလို့တွေလည်းမသိပြော409ကဘာလို့ရမှာလဲဘာကြောက်ရမှာလဲအော်မင်းအောင်လိုင်းခင်မှာလို့သိလားမင်းအောင်လိုင်းရလဲအထဲထဲမှာတရားမရှိဘာမရှိလူတွေကိုတတ်ပြတော့လူငယ်တွေကလေဒီလိုတွေဖြစ်ကုန်တာဒါမဲ့ကျွန်မ ရိုးရိုးလူငယ်တွေလို့မထင်ဘူးသူတို့စစ်ကောင်စီက3000တောင်ထွက်လာတယ်ထိုင်းနိုင်ငံမှာအဲ့ဒီလိုဟိုမြန်မာပြည်ထဲကနေမြန်မာပြည်ထဲကဝင်မဲ့ပတ်စံပေါက်တွေအကုန်ပိတ်ခိုင်းတာပန်ဆယ်လူကတော့အကြီးဆုံးပိတ်တာပေါ့နော်ကျွန်တဲ့လူတွေအဲ့လိုမျိုးတိတိလေးတွေလည်းပိတ်ခိုင်းတာလားသူတို့ကအရာဓုမျိုးမျိုးပဲတကယ်ကမ်ပိန်းလုပ်တဲ့လူတွေရှိရင် BNI ရဲ့ကိုမြတ်စိုးလို့ပါလို့ဆိုသူတို့ဆိုအေးအေးချမ်းချမ်းပဲကိုမြတ်စိုးကတခြား သူများကမ်ပိန်းလေးခုမှတွားထိုင်နေဆိုကိုမြတ်စိုး for friend တွေက like လာကိုမြတ်စိုးဘော်ဒါတွေက like လာပြီးဒီမှာပါလို့လို့လဲကိုမြတ်စိုးလဲဆိုဒီဟာလေးတစ်ခုအဲ drone လေးတစ်ခုလို့လို့ကျွန်တော်တို့30လောက်ရှာပေးတာပါဆိုပြီးအဲ့ဒီမှာတယောက်9000တသိန်းလာလှူွားကြတာပဲကိုမြတ်စိုးတို့ဖွဲ့ဆိုအေးအေးချမ်းချမ်းလေးဒါဆိုရင်တကယ်လဲအလုံးလုံးနေတယ်ရှာပေးတာလဲ30ဆိုတော့ ိုက်တညတွေမှာ30ရရအိုက်30လုံးအိုက်တိုက်ရင်ကို drone တိုက်ရင်အင်းဆိုပေးလိုက်ခေါ်သူတို့ကပြီးပြီဆာဆိုဟာဆာရတရထုတ်ပေးလိုက်ကိုမြန်စိုးနေအဖွဲ့ပီအန်အေကိုမြန်စိုးနေအဖွဲ့30လူအားဒီဆိုတော့ကျလို့ဆိုရရှိကလှတယ်ကွာသွားတယ်လမ်းလေးရှင်းနေရမယ်သူတို့တက်ခင်ရခင်ကျောင်းနေက9000တိမ့်လာလှူတယ်ကိုမြန်စိုးကရသည်များလည်းမြေကြီးကဟိုကေဘေးနဲ့ဆိုတော့မြေကြီးကိုတခါလေးရောက်တော့တကယ်လို့ကေဘေးမရှိလို့ထိုင်းမှာဆိုလည်းကိုမြန်စိုးကယူထားပေးတယ်တထောင်ပြည့်ပြီဆိုတာနဲ့အဲ့တထောင်ပို့လိုက်တယ်ဒါကိုမြန်စိုးဆိုတာကျွန်မဥပမာပေးတာပါကျွန်မနဲ့တည်တဲ့ကောင်မလေးဆိုလည်း ်သိန်း350ကိုစရင်စရားနဲ့စာမျက်နှာခုနှစ်မျက်နှာရှိတယ်။ तू ကဒီကမ်ပိန်းပြီးွားပြီဆိုရင်အဲ့ဒီကမ်ပိန်းကိုဘယ်တက်ရင်းအတွက် तू လှုပ်ထားတယ်ဘယ်နေ့ကဘယ်နေ့အထိအန်ဒီကင်မိုးလှူထားတယ်နေဆွဲအန်ဒီကင်မိုးကေပေး၄သိန်းရစာတီဖီကိတ်ပေးပြီးပြီလားဆို check လုပ်ထားတယ်မပေးရသေးတဲ့လူဆို check မရသေးတာဘူးနော်နောက်ကလေးတော့ဒီလို line ချောင်းလေးတွေနဲ့လှုပ်စရင်လေးကိုတက်ရရနာပြင်နာတယ်ပြီးတာ तू က nest လောက်တာဟုတ်ဆိုတော့စရင်ရှိတဲ့လူကြတော့ရော့အမကြီးကြည့်လေဆိုအမီတို့ရတာ 150လူတွေကတက်တက်လာလူသွားတာ350သမီးတို့ကမဲဖောက်ပြီးတော့7သိန်း3သိန်း2သိန်းဆိုတော့အဲချက်သိန်းသမားက3သိန်းလူတယ်3သိန်းနဲ့2သိန်းကတပြားမှမလူမယူပြန်ပေးသွားတယ်ဆိုတော့သူတို့ဆိုစင်းရင်းလေးကရှင်းရှင်းလေးဘာမှခက်ခဲနေတာမဟုတ်ရော့အန်တီကြည့်ဆိုပြီးပေးလိုက်တာပဲပေးတာ200ရတယ်တဲ့မဲမဲမဲပေါက်လို့ပြန်ပေးတာ9သိန်းပဲရှိတယ်ဆိုတော့200မှာ9သိန်းပဲ minus ဆိုတော့190နဲ့3သိန်းကျန်တယ်အဲ့3သိန်း193သိန်းလုံးကိုမြေကြီးကိုမြေပြင်ကိုတိုင်းပေးလိုက်တယ် စရင်လေးကလာလာလေးရှင်းရှင်းလေးဒါကိုကျမတို့ထုတ်ပြကြမလို့ပါဘူးပြည်သူကိုလှူတဲ့လူတွေကိုပြလိုက်ပေါ့နော်ကျမတို့တို့တန်တရားရှိတော့နင်တို့ငါချောင်းနေရလို့ပြောလိုက်တယ်တခါတည်းပဲအဲ့ဒါသူ့ကိုချောင်းနေရလို့ပြောလဲပြောလိုက်ကိုကျမမနေ့ကကျမတို့တီတီလေးပွန်ပွန်နေခေါ်ပြီးတော့ချောင်းနေတယ်လည်းပြောနောက်နေ့လည်းကျမပန်ဆယ်လို့လေးတန်းတာအဖွားကြီးဝမ်းမဲမဝမ်းမဲမအဖွားကြီးဆိုမိုးရကမိုးကဘာမှမဖြစ်ပါဘူးသူတို့အဲ့လိုပြောလို့လေမိုးအတွက်တိတ်တော့တုံလုံးတဲ့စကားငါလို့ဘိုးဝမ်းမဲလို့နော်ဒီမှာကျွန်တော်ဘိုးကြိုင်းလို့ဘိုးကလုံးလို့ဘိုးအာ ပုံငကားလို့ရှိတာဟုတ်လို့ငါနာမည်ကဘိုးဘွားမဲဆိုအဲ့လိုပြောတော့ဒါမဲ့အကိုတယောက်ကလာပြောတယ်မခင်မိုးရဲ့တစ်တော့ဘာလာလောက်တာလဲမခင်မိုး level မတူဘူးတဲ့ကျမမှာ level မှမရှိပဲဒါပေမဲ့တကယ်ရှိတယ်လိုအပ်တယ်တိလားဒါလို့လဲဆိုတော့သူတို့နဲ့ကျမနဲ့မတူတော့ဘူး level ဆိုတာအဆင့်တန်းပညာတိုင်းပြည်ကိုပြောတာမဟုတ်ဘူးသူတို့ကျမတို့စိတ်နေစိတ်သားကိုသူတို့လိုက်လို့လည်းမမီဘူးဘာလာလောက်တာလဲအဖွားကြီး attention လိုချင်လို့ဘာညာ attention လိုချင်အောင်ငါက ငါရဲ့ YouTube မှာငါ3 million လောက် viewer ရှိတာငါကျွန်တော်စီကဘာ attention လာယူရမှာလဲကျွန်မကတကယ်စေတနာတော့ကျွန်မရဲ့အဖွဲ့တွေအမေရိကန်အဖွဲ့တွေဘယ်လူမှမသိဖြစ်နေတော့ကျွန်မသွားပြီးတော့ကဟိုပါနော်ရှင်ပြေးနေနဲ့သွားဆက်ဆူပြီးတော့တကယ်လို့လိုအပ်ရင်ကျွန်မဒီဘွဲ့မှန်နဲ့သွားထည့်လိုက်ဆိုကိုတငယ်ချင်းကိုမိတ်ဆွေကိုမိသားစုပြောမှာပေါ့နော်ကျွန်မကူတက်ဒီကျွန်မကိုလာထည့်ခိုင်းတဲ့လူရှိပါသေးတယ်။အနည်းအားဖြင့်ပုံမိုက်ကဲတရင်ရလို့အမတယောက်ကမွေးနေ့အတွက်ပို့ခိုင်းတာရှိတယ်အခုမပို့ပါသေးဘူး။အဲ့လိုဘလို့ unbelievable အမေကိုပဲတနာတယ်နောက်ဆုံးဘသူ့ကိုပဲတနာလဲဆိုအမေတော်အောင်ဆန်းစုကြည်ကိုပဲတနာအမေရဲ့ဒီလိုလူတွေအမေကဲဖို့များစဉ်းစားနေသေးတယ်ကျမတို့တော်တော်လေးကိုစိတ်ပြတ်သွားအခုကျမရဲ့ဖုန်းထဲမှာ TikTok application မှာဖြုတ်ပလိုက်ပြီဘာဖြစ်လို့ဖြုတ်လိုက်တာလဲဆိုတော့သူတို့ကတရားဟောလို့မရတော့ဘူးတိကတချို့လူတွေကလူမှန်နေပဲဒါပေမဲ့အဲ့သူတို့နဲ့ကြိုင်မဖိုက်ချင်လို့အဲ့ဒီဒေါ်သူသာဆိုတဲ့အမျိုးသမီးဆိုရင်ပန်ဆယ်လို့လို့ပဲဒီအာရဝတီဘက်မှာလူတည်မှုတောင်ရှိတယ်သူ့ရဲ့သူ့ရဲ့တပ်ဖွဲ့ BDZN ဆိုတာလေ သူတို့အန်ယူဂျီလည်းလက်မခံအောင်အဲ့ BDS BD BDZ M ဆိုတဲ့အဖွဲ့ကိုအန်ယူဂျီလည်းလက်မခံအောင်လိုကဲလည်းလက်မခံဘာဖြစ်လို့လဲမင်းတို့ကဘာမှလည်းမတိုက်ဘူးတနက်ကပြီးဘာလို့နေမှမသိဘူးဆိုပြီးတော့အဲ့ဒီအဖွဲ့ရှိတယ်လေတော့နတ်နတ်ကြီးတွေကင်ပြီးတော့အဲ့ဒါ BDZ M ဆိုတာဘယ်သူမှလက်မခံဘူးတဲ့ဂျိုးပင်ကောက်မှာတဲ့လင်မယားနေရာကိုတတ်ခဲ့တယ်တဲ့နောက်ပြီးတော့383 3ဆိုတဲ့တာယာဝီအနောက်ဘက်ခြမ်းအဖွဲ့ကလည်းသူတို့ကသွား join နေတယ်အဲ့300 300တောင်းနဲ့ပေါင်းပြီးတော့လုံမလို့လူလည်းလုံမလို့ပေါ့နော်ငါတို့ဒီတက်ကပါဘာညာကွိကွတ်ဓာတ်ပုံတွေပါရိုက်လို့သွားတော့ဟိုက NUG အုပ်စုတွေက အာမင်းတို့ကဘာလို့လဲမသိဘူးငါတို့လက်ခံလို့မရဘူးသူပြောလိုက်တာဘာသူမှလက်မခံဘူး तू ကအဲ့ငါပြားနဲ့ရိုးရိုးတေလဲအာကလေးတယောက်ကြပြန်ပြီဆိုငိုကြီးချက်မနဲ့ပတ်စံတောင်းပြည်သူတွေကအဲ့ကောင်မလေးတွေချောချောလေးတွေငိုကြီးချက်မနဲ့ပတ်စံတောင်းတော့ရုပ်ကလေးတွေကတနာမတနာကမလေးနဲ့ငိုပြတော့အကုန်လုံးပတ်စံတွေဝုန်းသွားတာအများကြီးပဲ2023နှစ်ကဒီကောင်မလေးဆဲဆိုလဲကျမတို့သွားပြီးစရင်စစ်လိုက်တာ ਨੇ ကျမဓာတ်ပုံကြီးထောင်ပြီးအခုကျမ TikTok မှာ star ပဲကျမဓာတ်ပုံကြီးထောင်ပြီးဆဲနေတာဝမ်မဲမသိသေးရန်ဆိုဆဲတဲ့ဘွက်လဲကျမပြောတာနှစ်ဘွက်လဲ ဒါပေမဲ့ကျမကိုဆဲတဲ့လူတွေအဲ့အဖွဲထဲမှာကျမတကားမှလည်းမမြင်ဘူးခဲ့ပဲနဲ့ကျမကိုဆဲတဲ့လူတွေကပရလောကသားတွေဖြစ်နေသိလားသူတို့နဲ့ကျမ connection ကျမသူတို့နာမည်တွေနဲ့လူတွေနဲ့တော့မတွဲမိသေးတဲ့အချိန်မှာအဲ့လူကကျမကိုဆဲနေဆိုတော့ဒါစစ်ကောင်စီကလူတွေကကျမလိုတကယ် heavy ဝင်သွားတော့စစ်ကောင်စီကလူတွေကဝိုင်းပြီးတော့ကျမကိုလှုပ်တယ်ကျမ TikTok မှာဘာ line လုပ်ခဲ့လဲဆိုတော့မုစ်အစ္စလမ်ဘာသာဝင်အတုနဲ့ရခိုင်အတုတွေနဲ့ရံဖြစ်ကြအောင်ဆောင်ရံဖြစ်ကြအောင်ဆောင်တဲ့အခါမှာတကယ်အစ်စ်တွေရခိုင်သားချင်းပဲဖြစ်ဖြစ် မွတ်စလင်မောင်နှမတွေပဲဖြစ်ဖြစ်တကယ်အစ်စ်ကဝင်သွားပြီသူတို့ကြားထဲမှာပုတ်မိရင်တွေ့လားအေးအေးကရခိုင်ဟိုမွတ်စလင်တွေကိုဆဲနေမွတ်စလင်တွေတွေ့တယ်မလားမွတ်စလင်ညီကိုတို့အေးအေးလိုအေးအေးကနေမင်းတို့ကိုဆဲနေရဆိုပြီးတော့ပြန်တိုက်ပြီးမှဒါကကျွန်မပြောခဲ့တဲ့ကျွန်မပြောနေကြတဲ့အတိုင်းအကလားပမာအထီကယုံတေဥပမာအထီကယုံလိုမျိုးပဲရခိုင်နဲ့ကလားနဲ့အထီကယုံဖြစ်အောင်သူတို့လုံကြံဖန်တင်းနေတယ်ကျွန်မအဲ့ဒါတွေလည်းမြင်လို့ကျွန်မကားလေး live တွေပါပြောကျွန်မအဲ့ဒါချက်တယ်ပြောတယ်ပြည့်ပြီးတော့အခုဘာဘာအထီကယုံဖြစ်တော့မသိလားဝမ်မဲနဲ့ကမ်ပိန်းနဲ့အဖွဲ့အထီကယုံသူတို့မင်းအောင်လိုက်မတော်လန်တော့ခု ဝမ်းမဲတိုက်ဖြစ်ရေးဒိုးရေးပဲအဲ့မှာ TikTok မှာကျွန်မဟိုတကယ်အဖွဲတွေကိုလည်းကျွန်မနဲ့စကားပြောလို့ဆိုပြီးတော့ကျွန်မလူမှန်နေနဲ့သွားစကားပြောတာပေါ့အဲ့မှာစိုးလေးတို့ဘာလို့ဆိုတာဒါလူမှန်နေလေအဲ့လူမှန်အဖွဲနဲ့စကားသွားပြောတော့အဲ့ဒီလူမှန်တွေကိုကျွန်မနဲ့စကားပြောလို့တိုက်ခိုက်တာမင်းတို့စီးပွားရေးတွေလာတာဆိုရင်ကို့မှာလည်းတက်လည်းတေချာရေးရတယ်တက်လည်းမရှိဘူးပတ်စံကောက်တာလည်းကျွန်မတို့က100 150မှမရရင်မစီးစင်းဘူးဆိုတာရှိတယ်ကျွန်မလေးဟဲ့မင်းတို့ပတ်စံရှားတာလွှဲလိုက်တာငါငါပတ်စံတယ် ငါပတ်စံရအောင်ထက်တော့ပင်မန်းတာသူပတ်စံရှာတာလွယ်လိုက်တာပြီးတော့နောက်ကျတော့ကျမတို့လာတိုင်ရတာတွေရလေဒီကောင်မလေးသိရပွဲပေါ့နော်ကျန်တဲ့လူတွေတော့ကျမအများကြီးမစုံစမ်းခဲ့ပါကျန်တဲ့အဖွဲ့တွေအမှန်တည်းနာမည်ပြတ်တာပေါ့ဒီကောင်မလေးတယောက်ကတန်ဆယ်လို့လိုတာနိုင်ငံသားမှာအိမ်ဆောက်တော်မူမြန်မာပြည်ထဲမှာတိုက်ပြီးဆောက်ထားတာသူတို့ရွာမှာဆောက်တယ်တာမဟုတ်ဘူးဘာလို့လဲဆိုလမ်းကကွန်ကရစ်လမ်းဖြစ်နေတယ်ဟောမြို့သေးသေးလေးတွေမှာဖြစ်နေတယ်မြို့သေးသေးလေးတွေမှာဆိုတိုက်ဆောက်ပြီဆိုရင်စီပင်မှာပါမစ်တင်ရတယ်လေစီပင်ပါမစ်ကသူတို့ဘလို့ရလဲ905တွေနဲ့ဒီမျက်နှာကြီးတွေညီပေါက်ကြီးတွေ ကျဲလီတယ်နော်မလေးကကြခုံညမလေးသူတို့တစ်တော့မှာတော့တလန်ကြီးကဟိုခိုင်မင်းကြီးပြောဆိုပဲတလန်ကြီးကပြီးသွားပြီလားအကူလို့ပဲပြောဆိုကြမြူးကြပျော်ကြအော်ရန်နေဖြစ်ကြဝုန်းနိုင်နေကြကြရန်ဖြစ်တဲ့ TikTok ဆိုလေလူပေါင်းကို400ကျော်500ကျော်လာကြည့်တာသူတို့ရန်လည်းဖြစ်နိုင်တယ်အဲကျွန်မတစ်ခါလေးကြာရင်ကျွန်မလည်းပောက်ကွဲပြီးတစ်ခါလေးအော်မိပါတယ်သူတို့စောတော့ပါတော့သူတို့စောကိုကျွန်မပြောတယ်လူတွေဝိုင်းဆဲအတူလေနင်းနင်းအဲ့လိုအစဲခံအသက်လည်းကြီးနေပြီသူ့ကိုသူတယောက်ကပြောတယ်ခမရဗျာအသက်လည်းကြီးနေပြီခမရဝင်လာတာနဲ့ခမရကိုရီသလိုလိုလောင်သလိုလိုနဲ့ဝိုင်းဆဲနေ ခမရပြကောင်းကောင်းကောင်းမွန်မွန်လေးနေပါတော့လားဘာညာနဲ့ပြောတာလေသိလား तू ကဘာမှမဖြစ်ဘူးခက်တယ်အဲ့ဒါနဲ့ဒီမှာနေရိုးစောကိုသွားပြီးတော့လို့မချွတ်နဲ့ तू ကဘာသာကဘာမှနောက်ဖျားပွင့်နေတော့မှ तू ကဒီအနာရှင်ကိုကျွံခံပြီးဘောမမယ်လူလို့မေးလို့ကျွံနေလို့လည်းပြောလိုက်ကျမတို့အမကြီးလောဘမှာလုပ်ပြီးတော့အမကြီးလည်းလောဘမှာလုပ်ပြီးတော့တဲ့ဘာဖြစ်လို့အဲ့လိုမျိုးတွေပြောတာလဲလေကလေးတွေကိုဘာလို့တတ်တာလဲဘာလာလုံနေသူတို့ဆိုတော့သူ့ဘယ်တော့မှကျမတို့ကဝိုင်းတော့တကယ်နောက်เสียလူသားကြီးလို့ဖြစ်နေတယ်စောက်ပွားကြီးကိုဖြစ်နေတယ် အဲ့ဒါကျမအော်ငါလည်းဒါမျိုးဖြစ်တော့မယ်ငါလည်းတို့ဆိုရတော့ဟိုဘက်ကပေါ့ငါဒီဘက်ကကော်ပီတာပြီး TikTok ကိုလုံးဝတန်ရောစင်ဖြတ်ဒုက္ခပြက်အဲ့ဒီ TikTok တယ်လီဖုန်းနဲ့ပြုတ်ပြုတ်လိုက်တယ်ငါကိုရက် TikTok ကတရုတ်ပြည်ကထုတ်တဲ့ဟာဆိုကျမ Communics Party ကထုတ်လို့ဆိုပြီးမတုံဘူးဒါပေမဲ့ TikTok မှာကလေးတွေရှိတယ်ဆိုပြီးတွားကြည့်တာတော်တော်လေးကိုအဆင်မပြေပါဘူးမြန်မာနိုင်ငံရဲ့ကြားဖြတ်နေဆိုတာ TikTok ကဘာကြီးတွေမှာလည်းရှိပါတယ်နော်6လဲ6သေးတယ်10လဲ10သေးတယ်တော့တို့ကကျမတို့ကတော့မဖြုံလို့ပေါ့တချို့မိမကောင်းလေးတွေကအဲ့လို10လိုက်တယ်ဆိုရင်တော့မလူတော့တော်လန်ကြီးက10တယ်တော့ဆိုတကယ် လူမဲ့တမ်းမဲ့လူတွေရက်ကုန်ရက်ကုန်ပြီးအဲ့တစ်တော့ကဘာကြီးတွေလည်းမထွက်ကြဘူးသူတို့ပြပြရွှေရွှေမဲ့ဘာလို့လုံနေကြလဲတော့မသိသူတို့ကောင်မလေးတချို့ကအိုမန်တို့ဘာလို့မှညနေစောင်းဆိုကျမရဲ့ဒီအခုကျမ6နာရီဆိုရင်သူတို့မှာဟိုမှာပွဲကောင်းနေပြီအာမလေးဆိုရင်6နာရီပေါ့ကျမနဲ့မလေးနဲ့စင်ကာပူကအတူတူပဲအဲအိုမန်နဲ့အာဟိုဟာ7နာရီလောက်ရှိပြီအိုမန်မှာဆို7နာရီလောက်ရှိပြီအဲ့လိုမျိုးဟိုအဲ့လိုအချိန်ကြီးလဲတချို့စကားတွေပြောတချို့လဲအိတ်ပြောလို့မျက်နှာတွေတောင်မျက်နှာတောင်ကြည့်ပြီသူတို့က အကုန်လုံးမြင်ရတာကို public ကနေအကုန်မြင်ရတယ်သူတို့စကားတွေ chat room တွေထဲသွားလိုက် live room ပါနော်သူတို့ live room ထဲမှာသွားရင်တယောက်အဲ့ box တွေတွေဖွင့်ထားပြီးတော့တယောက်နဲ့တယောက်သူတို့သူတို့သူတို့ culture ကျွန်တော်လည်း live မမြင်ဘူးအဲ့တယောက်နဲ့တယောက်အိတ်ပြောနေကြတာသိလားကျိုးလဲမလေးရှားတို့တိုင်းတို့ဆိုပူတော့အိတ်ကြီးတွေလဲချွတ်ထားကြတယ်လားကျမလိုင်းလေးအမကြီးဆိုပြီးတော့သူရိုးတော့ရိုးသေးပါလေခလေးတွေကကျိုးလေးစားတဲ့လူတွေကတော့အိတ်ကြီးကောက်ဝတယ်တချို့နေကြတော့လဲသမီးနေလဲစာစကားတွေလဲအဲ့ဘလုံးမလွှဲနေတဲ့ပြောတော်တော်ကြီးကိုအဲ့ထဲမှာအချိန်ဖြုံးနေကြတယ် လူငယ်တွေနှမျောစရာကြီးလို့ကျမပြောခဲ့တယ်လူတယောက်24နှစ်ပဲပိုင်လာလို့အဲ့ဒီမှာလူငယ်တွေအချိန်ကြီးအများကြီးဖြုံးပြကြတယ်နှမျောစရာကြီး TikTok ကဘာကြီးကတော်တော်ကြောက်စရာကောင်းနေပြီနော်ဟိုဟာစွတ်ချစ်သူအသေးစားလေးတွေအများကြီးပဲအဲ့ဒီမှာ၆တဲ၆တဲအဆက်ခွဲတဲဘူလီလောက်တဲကျမကတော့အရေးထူလို့မသိတာပဲမင်းတို့မိန်းကလေးတွေကအဲ့လို၆တဲအဆက်ခွဲတယ်ဆိုတာနဲ့တော်လိုင်းကြီးတွေမှာမပါတော့ပါဘူးဘာလို့ဆဲခံမှာကိုလုံးစားနဲ့ကိုအာယုံနောက်တယ်ဆိုပြီးတော့ live တွေမှာ like ကြည့်တာပဲရံဖြစ်ရင်လည်း like ကြည့်လိုက်တာပဲဒါပေမဲ့ပတ်စံမလှူတော့ဘူးဒါဟုတ်မင်းအောင်လိုင်းလိုချင်တာပတ်စံအသေးသေးမရောက်ရင် သူ့ကိုနှိမ်နှင်းမဲ့လူနဲလေးပဲအဲ့တော့ကျမတို့ကဒီအလှရှင်ရဲ့ပတ်ချံနေပဲသွားလို့တော့မရတော့ဒေါ်နယ်ထရန့်အကူအညီတော့ယူရတော့ကျမတို့အာမောင်နှမတွေ Twitter မှာ White House ဆိုပါလို့ဒေါ်နယ်ထရန့်ရဲ့ speech ပေးတာတွေပါရှိမောင်နှမတွေနိုင်ငံခြားမောင်နှမတွေပြောတာ help မြန်မာဆိုပြီးသွားတာရေးပါလို့နော်ကျန်တာမရေးလဲရပါမြန်မာပြည်ကိုကယ်ပါအောင်နော်ဒီ military coups ah innocent people တွေကိုတတ်နေပါတယ်နည်းနည်းပါးပါးလေးသွားရေးပါအဲ့ဒါမှပဲဒေါ်နယ်ထရန့်လည်းကျမတို့ကိုလှည့်လာမှာကျမတို့အခုဂါဇာနဲ့ပါလက်စတိုင်းကိစ္စရက်သွားပြီဆိုတော့ဒီဂါဇာမှာဒီကိစ္စရက်သွားပြီဆိုတော့ ။နောက်ဒီမှာဇလန်စကီတို့အဲလရာပူတင်တို့လည်းအာသူတို့ negotiate လုပ်လိုက်ပြီးစစ်ပြေငြိမ်းသွားပြီဆို EU ရောအဲအန်နီတွန်ရောကျမတို့တိုင်းပြည်နဲ့သောက်တီအေရှားမှာရှိတဲ့ဒီမာဖီးယားဂိုင်းကြီးတွေကိုသူတို့အမြန်ဆုံးနိုင်နေမှလည်းနိုင်နိုင်နေလိမ့်မယ်လို့ထင်ပါတယ်ကျမစကားအေးရေးတွေပြတ်ပြီးတော့စကားတွေလည်းဟိုကဖြစ်ကုန်အခုကျမဒီ law firm မှာအလုပ်အဲ OT စင်းဂိုင်းလို့ကျမ6ရက်လုံးနေဒီတိုင်းမှာ TikTok မှာသွားပြီးဆက်စုစိန်လုပ်လိုက်တာဟာ train to busan ကြီးရတယ်လို့ပဲလူသားချင်းလူသားချင်းချင်းကုန်သွေးစုပ်ဖို့ ဝင်လာတာနဲ့အချင်းချင်းနဲ့နောက်ပြီးရင်နောက်ကတဲစုပ်ကလေးတွေနဲ့ရိုက်တယ်အမှန်တကယ်ကသူတို့တိုက်နေပါတယ်နဲ့ကိုထထောင်ချမ်းသာတယ်ကိုထောင်ကအင်လာကပေးကြမှာရှိတလားတလားသူတို့ကတတရရပဲနော်တချို့ကတော့တကယ်တမိတော်လေးတွေကြောင့်အောက်တွေထိထားတယ်ကျွန်မတနေ့ကတကယ်အစ်စ်ကိုတွေ့တယ်ဒီမှာ neck မှာထိထားတယ်ဒဏ်ရာ x-ray နဲ့ပြတာအဲ့တမိလေးတွေခြေောက်တွေထိထားတယ်ခလေးတွေကြတော့အဲ့ဒါလေးပဲကျွန်မလည်းသူတို့ဟိုရင်းမှုတွေကိုအားသေးဖြစ်ရင်လည်းအဲ့ကလေးတွေပဲလိုက်ဆူတော့မယ်လို့နော်တော်တော်တော့ဒီ why လဲမှာတော့နေလို့မရအောင်ကြောက်လို့တော့မဟုတ်မ ဲ့လောက်ကြမ်းတမ်းရက်ဆက်ရုပ်မာတဲ့ဇာတ်ကြီးဖာလာမတွေရောအော်ဒီမှာဝမ်မဲတွေပါတွေကကျွန်မသိကူးမဆိုင်ဘူးဒါပေမဲ့တော်တော်လေးကိုတည်းမှာလူတယောက်အဲ့လိုမျိုးတက်လာပြီဆိုတာနဲ့အော်ဝုန်းနိုင်ကျင်းတာပဲနောက်ကျွန်မဇာတ်ပြောနေဆိုလဲအောက်မှာလေးဆဲတွေအစိုးတွေရလေတခါမှမကြားဘူးတဲ့ဟာလေတော်တော်လေးကိုတိုက်ပြရလေပฏิယူပါမရှိတော့ဘူးဒီ line ပေါ်မှာနော်မြန်မာဇာတ်ကိုကြည့်လိုက်ပฏิယူပါမရှိတော့ translate လုပ်လိုက်တာနဲ့ uni unicode နဲ့ translate လုပ်လိုက်တာနဲ့တော်တော်လေးစိုးစိုးဝါးဝါးတွေကိုတွေ့ရတယ်မြေသူများလူမျိုးတွေဆိုအန်အောသွားမယ် ဲ့လောက်ထိစိုးရတဲ့ဘာမှပြဖြစ်နေပြီလားဗောနော်အဲ့တော့အခုတလောမှာဒေါ်နယ်ထရန့်ကမလာခင်မှာကြားဖြတ်နေဖမ်းမယ်လို့ပြောတဲ့ခါမှာဒီမြဝရီရိတ်ပါရှိတဲ့ KK Park ဆိုတာကိုဖွင့်ပေးလိုက်တာဘာဖြစ်လို့လဲဆိုတော့ဒေါ်နယ်ထရန့်နဲ့အဲအဲ inner post ကရောကျိတ်သွားမှာဆိုလို့သူ့အဲ့ဒီကြားဖြတ်ကိုဖမ်းတယ်လို့ပါလို့လို့နဲ့မင်းအွန်လိုင်းကိုမင်းအွန်လိုင်းနဲ့အဖွဲ့တွေကဒေါ်နယ်ဒီသူ့ကိုဒီချောချစ်သူတို့ပါတို့ BGF တို့လာပြီးဖမ်းတယ်လို့နဲ့ high speed နဲ့သူ့ကိုရောကျိတ်သွားမှာဆိုလို့သူ့ခုလေးက ိုးမှလည်းထိုးကြွေးတယ်။တရုတ်ပြည်ဘက်မှလည်းထိုးကြွေးတယ်။အဲမိသားစုလိုက်35ယောက်ကိုကွက်မြက်လိုက်ပြီးဆိုသတင်းထုတ်တယ်။အဲကျွန်မတကယ်ကြီးကအဲတရုတ်ပြည်ဆိုရင်လည်းကွက်မြက်တာဟုတ်ချင်မှဟုတ်မှာလေလှုပ်ပေးလိုက်ရင်လည်းလှုပ်ပေးလိုက်မှာပေါ့ပတ်စံရှိတဲ့လူတွေဆိုတော့ပလက်စတစ်စာကျဲတဲ့ဒီပိုင်းလှုပ်လိုက်ရင်လူတွေကရုပ်ပြောင်းသွားတာပဲဟုတ်တယ်မလား။ငပူတင်းအောင်ဒီလိုကြီးတွေလှုပ်ထားတာလေ။အသားကြီးတွေတင်းနေအောင်လှုပ်ထားဆိုတော့တရုတ်ပြည်ဘက်လှုပ်လိုက်ရင်တော့မသိဘူးနော်။ဟိုတည်းကအများဝတီကလှုပ်ပေးလိုက်တယ်ဆိုတာဒါဒါသူဒေါ်နယ်ထရန့်လာမအောင်သူကြောက်သူ့ကိုရောကြိတ်သွားမှာဆိုလိုပါလို့မောင်နှမတွေလည်းဒါဖြန့်ချက်တွေးနိုင်ကြပါသေးလို့မခင်မပြောချင်ပါနဲ့အာ နောက်တစ်ခုက Donald Trump နဲ့ကျွန်တော်တို့တိုင်းပြည်ကိုမြန်မြန်လေး focus မိပြီးတော့ကျွန်တော်တို့ပြည်သူတွေမြန်မြန်ကယ်ပေးပါအဲ့လိုမင်း online ကိုဟို satellite ကပဲပြစ်ချပြစ်ချပဇင်းရင်ကွန်းနဲ့ပဲဆုပ်ဆွဲဆုပ်ဆွဲဆုပ်စိုက်တဲ့နီးနဲ့ကြိုက်တယ်လို့သာခေါ်သွားပါတော့လို့ဒီ pyramid ဒီအုပ်စုအာနာယူတွေတိုက်ပြည်ထဲမှာတော်တော်ကြောက်စရာကောင်းလောက်အောင်လူသား20ကအလုံးမရှိဘဲနဲ့အဲ့လိုမျိုးအချောင်အချောင်နဲ့အချောင်စားလူတွေကလည်းတဘုံကြီးဖြစ်ကုန်ဒီတိုင်းသာဆက်မွေးထားလို့ကတော့မြန်မာပြည်သွားပြီတကယ်သွားပြီအခုလည်းသွားနေတာပါပဲဒါပေမဲ့ထိန်းလို့တော့မိပါသေးတယ်ဒီဒီကျမတို့အခုတော်လိုင်းရေးတပ်သားတွေဒါ ကဲဟို မပြတ်စည်းသေးဘူးလေအခုကသူကစနစ်ကအရန်ကောင်းနေသေးတာသူတို့ကိုနောက်ထပ်7နှစ်လောက်ထပ်မွေးလာရင်ကျမတို့ဒီကလေးတွေထဲမှာလဲစောချစ်သူတွေပါပြီးပေါ်လာမှာမိုးဟိန်းတို့ပါပြီးပေါ်လာမှာကြောက်စရာကြီးเนาะနောက်နောက်ကျမတို့ဘုရားဘာသာအနေနဲ့ကြည့်ရင်အမေကိုရုပ်မှာပတ်ဆက်ဆိုတာနဲ့အမေတို့အစိုးရကိုလက်စားပါတယ်ပြောတယ်တတ်တတ်ခံကံကံကြီးအကျိုးနဲ့အခုသူ့ကို မင်းအောင်လိုင်းကသူ့ကိုထိုးကျွေးလိုက်ပြန်ပြီသူ့ကိုရဲပေးဝင်မပေးတော့ဘူးစောချစ်သူကိုလည်းဒီဒီတကားဖွင့်ခိုင်းနေဆိုတော့ဒါစောချစ်သူကို၆ပြီးတော့ဖွင့်ခိုင်းလိုက်မင်းဖွင့်တော့ဒီထဲမှာလူတစ်ထောင်ရှိတယ်ကျွန်တော်တို့ရင်မသိမှမသိခဲ့မားနှစ်တာဒီလူတစ်ထောင်ဘယ်လောက်တို့ခိုင်းရောက်နေလဲဆိုတော့မသိတာ तू ကအလုံးလုံးမပေးခန္ဓာကိုယ်တွေပါခွဲစိတ်ရောင်းစားပလိုက်တယ်ပြီးရင်ကျင်စက်တွေပိုင်းနဲ့တို့တာဆိုတော့တော်တော်ကြီးကိုတိုင်းပြီမှာတော်တော်ကြီးကိုစုံပြတ်တတ်နေတာပြာမျိုးပေါ်မှာမွဲချောင်းနေတဲ့လူတစုကိုပဲမမြင်ရပဲနဲ့လေကျွန်မ online ကိုကျေးဇူးတင်တာကျွန်မတိုက်ပြီးတပီလုံးကျွန်မမြင်ကွင်းရလိုက်တော်တော်အခြေအနေမကောင်းတော့နော်ပฏิယူပဒေတာဝါတော်သားဆိုတော့တကယ်ပဲပฏิယူပမရှိဘူးနောက် ဒရက်စားလဲကြက်သွန်နှစ်ဒရက်စားလဲကြက်သွန်နေရတယ်ဒီကြားပြန်ဂိုင်းကနာကြီးတွေနဲ့ပေါင်းပြီးတော့အော်ကျမတို့လိုလူမျိုးတွေကိုတို့အလိုမရှိကြဘူးအခုတို့တို့တက်တဲ့ကြီးပြောသလိုဖြစ်တော့တို့ကတို့တော့စီးလုံးညားတယ်နောက်တစ်ခုကအခုတလောမှာဒီရေးကောက်ပွဲအတွက်အဲရုပ်ရှင်ထွက်လာလားလားဗီဒီယိုထွက်လာလားလားမသိနေတိုးရဲ့မြင့်မြတ်ရဲ့အဲဟိုကောင်ဘာလို့လဲမသိဘူးရုပ်ရှင်မင်းသားနာမည်လည်းမမှတ်မိတော့မပြောကြော်ရဲ့နော်ဘာဖြစ်နေတာလဲနော် အဲ့တော့လေးပြူသရှင်းဆိုတော့ကချိတ်ချိတ်မွဲချိတ်ချိတ်တဲ့အော်အော်ဆဲခဲ့ကြတဲ့လူတွေဒီလူတွေကိုလည်းဒါကတော့တကယ်အမှန်ကန်ကြီးကိုယုံမှာတာနော်အာအမေခေတုန်းကတော့မဲဆွေပွဲမပပဲနဲ့နော်အာတော်လိုင်းကြီးကာလာအစမှာတော့လက်သုံးချောင်းတွေပါထောင်ခဲ့တဲ့နေတိုးနော်ဒီမှာရုပ်ရှင်ဝင်ရိုက်ထားတယ်နော်တော်တော်လေးယုံမှာပါတယ်တည့်ရဲသားနဲ့ရခိုင်တွေကိုနေ့တိုင်းတတ်နေတာတည့်ရဲသားနဲ့ရခိုင်ညီကိုတွေဘက်ကနေပြီးတော့မရက်လဲရတယ်မပလဲရတယ်ရုပ်ရှင်ဆိုတော့မရိုက်လဲရတယ်ဒါမဲ့ တမင်ကြီးကိုဝင်ရိုက်ပြီးတော့ဒါကြောင့်ဒေါင်းကပြန်မလာတာဒေါင်းပြန်လာလို့အဲ့လိုပဲဟိုဘက်လိုက်ရမလားဒီဘက်လိုက်ရလားမသိအမှုပညာသမားတွေကအဲ့လိုမျိုးဖြစ်တတ်တယ်သူတို့ဒရေမမန်နာတို့ဒရေမန်နာတို့တော့မဟုတ်ဘူးဦးဝဲနိုင်ငံသားသွားရင်တဲ့ပြည်သူဦးနဲ့တားနေရနေခဲ့ရတယ်နော်ဒါပြန်ပြီးဆွဲလာတာပေါ့နော်မင်းတို့ထွက်သွားရင် ပြစ်တတ်မှာပေါ့နော်အဲ့လိုမျိုးပဲအဲမက်ဂျော်ဇော်တို့ဘာတို့သူတို့တမီးတွေចောင်းသွားတက်ရင်မက်ဂျော်ဇော်မိန်းမနဲ့မက်ဂျော်ဇော်တမီးနဲ့ပဲចောင်းအပြင်မှာထွက်တက်လို့ရတယ်ဒီဘက်မှာအထက်ထဲမှာပြန်ပြီးဆွဲထားတာခရိုနီတွေပါကျင်တော့လဲတချို့ခရိုနီတွေလဲထိုင်းမှာအဖမ်းခံရတာပဲရှိပါတယ် ကရိုနီတွေလည်းပါခြင်းပါတယ်သူတို့မတရားတာတော့သိပါဒါမဲ့ပြန်မေးဆွဲသလိုမျိုးလုပ်ထားတာဒါပေမဲ့အဲ့တဲမှာအစိုးဆုံးကတော့ပြည်သူနဲ့အတူရက်ဆက်နေတဲ့ကမ္ဘောဇာဘန်လို့ပါလို့နော်ကျွန်တော်တို့အကောင့်တွေပိတ်ပစ်တာပေါ့အဲ့တော့တော်တော်လေးတမ်းပြည်ချင်းတွေကိုမြင်လိုက်ရင်အမေကိုပဲတနာတယ်အမေရဲ့ဘာလို့ဒီလူတွေများသွားကယ်နေသေးတာလဲသူတို့ကသူတို့နေပါသေးတော့လားအမေလည်းကယ်တော့ကျမတို့လည်းမနေနိုင်ဘူးအမေတောင်ထဲထဲမှာဒီလိုနေနေတာငါတို့လည်းပါသင့်နေပေါ့နော်အမေလိုလူမျိုးဒီလိုမျိုးလုပ်တယ်ဆိုတော့ဂါလီလောက်လည်းပင်ပန်းနေတယ်ကျမမျက်လုံးတို့ဒါတော်တော်ပင်ပန်းနေရမျက်နှာဒါမဲ့ မသားလေးတွေတော်တော်ကျွန်မရက်တည်နေပါဦးမယ်လူကောင်းသားလေးတွေရှိတဲ့ခါကျတော့ပထမတော့သားတို့တေဝိုင်းရင်တော့မလုပ်ချင်တော့လို့ရှိတယ်ဒါပေမဲ့ကျွန်မသားလေးကပြောမှမသိဘူးလေကံကောင်းတာနဲ့ဘုရားသခင်ကနေပြီးတော့ဟိုဟာဖြစ်တာသူတို့စိတ်ပြက်စရာကောင်းတဲ့ TikTok ကလေတကယ်ကိုဟိုဘာမှပြီပဲအဲ့လိုကြီးဖြစ်သွားပြီလားမသိဘူးနော်သူတို့နိုင်ငံသားမှာပါအဲ့ TikTok မှာဒီ campaign လုပ်နေတဲ့22နှစ်ဒီ campaign ဖွင့်ထားနိုင်တဲ့လူတွေကနိုင်ငံသားမှာနေကြတယ်ပေါ့တချို့ မြေကြီးမြေပြင်ကလူငယ်လေးတွေကိုသူတို့ပတ်စံပေးတယ်ပြောတယ်၅သိန်း၁၀သိန်းလောက်ပေးပြီးတော့နေ့တိုင်းဗီဒီယိုရိုက်ခိုင်းတယ်လို့ပြောတယ်ဒါတော့လူများစစ်တပ်ကလူ lobby တွေရဲ့အယုံညံ့ရုပ်မာတီထွင်တဲ့စကလုံးတွေလည်းဖြစ်ချင်ဖြစ်မှာပေါ့နော်ဒါပေမဲ့ကမ်ပိန်းပတ်စံမပေးပြနဲ့ကိုအတင်းကိုယူစားနေရဆိုတော့တော်တော်ဆင်မပြေတော့ဘူးဒါပန်ဆယ်လိုတို့ခြောက်ကျွေးလိုက်တဲ့ဤပညာတွေကောပန်ဆယ်လိုရဲ့ Rangoon Grocery ဆိုတဲ့ဆိုင်ဒီဇိုင်းပိတ်ခံရပါတယ်ကယ်လီဖိုးနီးယားပါပဲအဲ့ဆိုင်ဒီဇိုင်းပိတ်လိုက်ပြီလို့ကိုအုတ်ကမင်းထွန်းကကျမစီကိုတင်ပို့ပါလို့ရှင်အားလုံးပဲပေးကြရမှာစိတ်ချမ်းသာကြပါလေ လှူမယ်ဆိုရင်တော့စစ်ပေးချောင်လေးကိုလှူနေလှူနေပါအောင်လို့နော်ဗဒါလေးဟိုစေတနာ၃တန်လေးနဲ့လှူရင်ဘယ်တော့ဘယ်တော့မဆိုအကျိုးပေးပါဘူးမကောင်းတဲ့အကျိုးကတော့တတ်တတ်ခံလို့ပဲကြည့်ကောင်းတဲ့အကျိုးကတော့မိုက်ခင်ဖို့ပဲကြည့်ပါနော်မိုက်ရခုလည်းဒီကောင်းကောင်းမွန်စားကိုယ်ကမွန်ဝတ်နိုင်ပြပါလေအားလုံးပဲပြေးကြပါစေရှင်